ော်ရတော့အလုံးပဲဘာပဲကြည့်ကြည့် channel subscribe လုပ်ပြီးရင်ဘေးနာခေါင်းလောင်းထိုး let's go ဟိုးရှိရှိတော့ကလူသူရောက်ပေါက်နေတဲ့တောနာကြီးတခုထဲမှာတော်ရင်ဒိဋ္ဌံလေးတရားသဘာဝလျောက်ပျော်ပျော်ရွှင်ရွှင်ကြမ်းကြမ်းမာမာနဲ့နေထိုင်ကြက်စားနေကြတာပေါ့ကွယ်အဲ့လေတော်ရင်မှာဇီဝဲအိုကြီးတကောင်လဲရှိပြီးတော့ရှင်သားမိစာကလေးမိသားစုနဲ့ကြွက်ကလေးလေးတွေကစလို့ယုံမိသားစုလေးတွေပါနေထိုင်ကြတာပေါ့ အဲယုံမိသားစုလေးထဲမှာတော့သူများနဲ့မတူပဲတမူထူးခြားနေတဲ့လေဆံမွေးပွားပွားနဲ့တန်ပါဆိုတဲ့ယုံထီးလေးတကောင်လည်းရှိပါတယ်။မနိုင်အောင်ချင်းတစ်ခုမှာတော့ဒိဋ္ဌံလေးတွေကရေးကြည့်တဲ့ကိစ္စတစ်ခုအတွက်တဏှာကိုအပြေးလွှားသွားနေကြပါတယ်။ယုံလေးတန်ပါကလည်းမင်းသားအစ်တကလေးမွေးပြီလို့អော်ပြောရင်းနဲ့အိပ်ပျော်နေတဲ့ဇီးခွက်အိုကြီးကိုနှိုးခဲလိုက်ပါတည်း။အဲ့တော့ဇီးခွက်အိုကြီးပါဝင်ဒေါ်လေးမှာရှိတဲ့ငှက်ကလေးတွေနဲ့တခြားဒိဋ္ဌံလေးတွေဘောင်းဆောင်ကဒေမာလေးရှိရာကိုရောက်လာကြပါတယ်။ ဒေမာလီကတည်းသားပေါက်လေးကောင်မွေးဖွားခဲ့တာဖြစ်ပြီးတော့ဒရိတ်ဆန်လေးတွေကလည်းဒေပေါက်လေးကိုမင်းသားလေးလို့အမုန်းတင်ခေါ်ဆိုနေကြပါလိမ့်ဇီဝဲဦးကြီးကဒေပေါက်လေးကိုကြည့်ပြီးတော့ဂျီနူးပီတီတွေဖြစ်နေတာပေါ့အခုလိုမင်းသားလေးတစ်ပါးကိုမွေးဖွားခဲ့တဲ့ဒေမာလီတို့လည်းဇီဝဲဦးကြီးကဂုံပြူစကားပြောလိုက်ပါလိမ့်တခြားဒရိတ်ဆန်ဘောင်းဆောင်တို့ကလည်းဒေမာလီတဲ့ဝိုင်းဝန်းဂုံပြူပေးကြပါသည်အဲနောက်တော့ဒီအိမ်မာလေးကသူ့သားလေးကိုနှိုးလိုက်ပြီးအထူးဆန်းလာကြည့်နေကြတဲ့ဖော်ရီအများကြီးရှီချောင်းကိုပြောလိုက်ပါလေ တကယ်လေးနိုးလာတော့ယုံလေးတွေငါကလေးတွေနဲ့ရက်ကွန်းလေးတွေကနှုတ်ဆက်စကားပြောနေကြပါလေဇီဝဲအိုကြီးကသူ့ရဲ့ဝိုင်းဆက်တဲ့မျက်လုံးအဆုံကိုပြူးပြပြီးတကယ်လေးကိုနှုတ်ဆက်လိုက်တဲ့အခါမှာတော့တကယ်လေးကသဘောတူကြပြီးတော့တခိခိရည်နေခဲ့ပါလေဒဲပေါင်လေးကမတ်တပ်ရကြည့်ဖို့ကြိုးစားပေမဲ့မွေးကာစားဖြစ်နေတဲ့အတွက်ခြေထောက်တွေကမခိုင်သေးပဲရိုင်းတိုင်းတိုင်းဖြစ်နေပါလေဆက်ဆူတဲ့ယုံလေးတန်ပါလေဒီလေးနားကိုလာပြီးတော့တဆုံဆုံနန်းကြည့်နေတဲ့မိတ်ဆွေဖွဲ့ဖို့ကြိုးစားနေခဲ့ပါလေဒီလေးကယုံလေးတန်ပါကိုစကားပြောဖို့အားယူရင်းနဲ့ အနောက်ဘက်ကိုဖင်တိုင်းရလဲကျသွားတာကြောင့်ဇီးကွက်ဦးကြီးကသဘောကျပြီးရီပါတော့တယ်ဒေပေါလေးကတဝါဝါတန်းပြီးတော့မိခင်ဖြစ်သူနားမှာအိတ်ဖို့ပြင်နေရကြောင့်ဒိရိဆန်လေးတွေကလည်းနှောက်ဆက်မဖြစ်စေဖို့ထွားသွားပေးကြပါတယ်ဒေလေးကောင်းကောင်းအိတ်ဆက်နိုင်မှုအတွက်ဆတ်စုနဲ့ရှင်းပေါလေးနဲ့ငါကလေးတွေကိုဇီးကွက်ဦးကြီးကမောင်းထုတ်လိုက်ပြီးယုံလေးတန်ပါကိုလည်းသူ့အမိကပြန်ခေါ်သွားပါတော့တယ်ဒေမာကြီးကမွေးကစားသားငယ်လေးကိုဗန်ဘီလို့နာမည်ပေးလိုက်ပြီးတော့ယုံလေးတန်ပါလည်းအနာကမ်းမှာတငယ်ချင်းဖြစ်လာမဲ့ဒီရဲ့လေးရဲ့နာမည်ကိုမှတ်သွားခဲ့ပါလိမ့် အဲဒီလိုနဲ့တရေသားမိလေးတို့လည်းအေးချမ်းနဲ့အိယာဝင်လိုက်ကြပြီမလမ်းမကမ်းမှာတော့တရေဘီရင်ကြီးကစောင့်ရှောက်ပေးနေခဲ့ပါတော့တယ်နောက်တနေ့မနက်အာုံတက်ချိန်ရောက်မှာတော့လမ်းလျှောက်စပြူလိုက်ဖြစ်တဲ့တရေလေးဗန်ဘီကမိခင်ဖြစ်သူနဲ့တူတော်တဲ့ကိုအစာရှာဖို့ထွက်လာပါတယ်ဒေမာကြီးကိုမြင်တော့ငုံမာကြီးကမင်္ဂလာနံနက်ခင်းပါလို့နှုတ်ဆက်လိုက်ပြီးငုံပေါက်လေးတွေကလည်းကလေးချင်းချင်းတရေလေးဗန်ဘီကိုနှုတ်ဆက်ကြပါတယ်အစာရှာထွက်လာတဲ့လမ်းတစ်လျှောက်မှာတရေလေးဗန်ဘီကိုကရိုးကောင်မိသားစုနဲ့ဘွေးကောင်လေးကလည်းဖော်ဖော်ရွေရွေနှုတ်ဆက်ကြပြန်ပါတယ် ဗမ်ဘီကယုံလေးတို့မိသားစုရဲ့အတိုင်းအနာကိုရောက်တော့အပင်ငယ်လေးနဲ့ခလုတ်တိုက်ပြီးချော်လဲသွားပါလေ။ယုံလေးတွေကချက်ချင်းထွက်လာပြီးတော့ဗမ်ဘီလေးအနယ်ကင်းမကင်းလာပြီးတော့ဆဲဆဲပေးကြပါလေ။ဆက်စုတဲ့ယုံလေးတန်ပါကဒီလေးဗမ်ဘီကိုလမ်းကောင်းမလျှောက်တက်သေးဘူးလားလို့မေးလိုက်တော့ယုံမေကြီးကတန်ပါကိုနေရာတကာမေးမြန်းမှထူဖို့ပြောလိုက်ပါလေ။အဲနောက်ထဲမာကြီးကသူ့သားလေးဗမ်ဘီကိုနောက်တစ်ခါလမ်းထမ်းရှောက်ကြည့်ဖို့ပြောလိုက်ပြီးတော့ယုံလေးတွေကလည်းဗမ်ဘီကိုဝိုင်းပြီးတော့အားပေးနေကြပါလေ။ဒီလေးဗမ်ဘီကလည်းရှိသမျှခွန်အားနဲ့ဂုံယုံထလာပြီးတော့ ယုံလေးနဲ့တူဆော့ဖို့အတွက်ပြေးထွက်လာခဲ့ပါလိမ့်ဒီလိုနဲ့တေခေါင်းကြီးတို့ခုနားကိုရောက်လာကြပြီးယုံလေးတန်ပါကသူ့ကိုယ်သူမိတ်ဆက်လိုက်ကတေခေါင်းကြီးတွေကိုပြေးဆော့ကြပြန်ပါလိမ့်လမ်းမှာကန်းလန့်ပြလဲကြနဲ့တေလုံးကြီးကိုတကယ်လေးဖမ်းပြီးခုံကြော်နိုင်မှုအတွက်ယုံလေးတွေကအားပေးကြပါလိမ့်တန်ပါကတေလုံးကိုခုံကြော်ဖို့နီလန်းပြလိုက်တာကြောင့်ဗန်မီလဲအနောက်ကိုအချိန်နှလန်းလောက်အားယူပြီးတော့ခုံကြော်လိုက်ပါတော့လိမ့်ဒါမဲ့ဒီအေးကြီးလောက်ခွန်အားမရှိသေးတဲ့ဗန်ဘီကတေလုံးကြီးပေါ်မှာမောက်လျက်ကြာသွားခဲ့ပါလိမ့် ရုံလေးတံပါတော့မကုန်တိုင်းလဲအားမလျှော့ဘူးပြောလိုက်ပြီးတော့ခြေတလန်းချင်းစီခွာကျော်ခိုင်းလိုက်ပါလေ။ဒေလေးပံပြီးလဲရုံလေးပြောတဲ့နီလန်တိုင်းလိုက်လို့ပြီးတော့တေလုံးကြီးကိုအောင်မြင်ကြော်ဖြတ်နိုင်လိုက်ပါလေ။အဲနောက်ငှက်ကလေးတွေအစာစားနေနေရောက်ရောက်လာကြပြီးအပြင်လောကယူအခုမှရောက်ဖူးတဲ့ဒေလေးပံပြီးတွတ်တော့အထူးဆန်းတွေဖြစ်လို့နေတာပေါ့။ရုံလေးတံပါကအဲ့ဒီအကောင်လေးတွေကိုငှက်လို့ခေါ်တယ်လို့ဆိုပြီးတော့ပြောပြလိုက်တော့ဒေလေးကသူ့ဘဝရဲ့ပထမဆုံးစကားလုံးဖြစ်ငှက်ဆိုပြီးတော့စပြောတတ်လာပါလေ။ငှက်ကလေးတွေကလည်းသူတို့နာမည်ကိုခေါ်တတ်သွားတယ်ဒေလေးပံပါကို ဝိုင်းပြီးတော့ជីကျူးစကားပြောကြပါလေတရေလေးကငှက်ဆိုပြီးတော့အတန်ကျဲကြီးနဲ့អော်ပြောလိုက်ချိန်မှာတော့ငှက်ပေါက်လေးတွေရောយုံလေးတွေရောလန့်ပြီးတော့အနောက်ကိုလွင်းထွာသွားကြပါလေအဲနောက်យုံလေးတွေကသူတို့အမေနဲ့တရေမာကြီးနားကိုပြေးထွာလာကြပြီးတော့ဗန်ဘီစကားပြောတတ်နေပြီဆိုတဲ့အကြောင်းကိုလာပြောကြပါလေဗန်ဘီကလိပ်ပြာလေးကိုမြင်တော့ငှက်ဆိုပြီးတော့လိုက်ခေါ်နေတာကြောင့်တန်ပါအရိကောင်လေးကငှက်မဟုတ်ပဲလိပ်ပြာလို့ခေါ်တဲ့အကြောင်းကိုပြောပြလိုက်ပါလေလိပ်ပြာနဲ့တူတဲ့ပန်းလေးကိုတွေးတော့လေဗန်ဘီကလိပ်ပြာလို့ခေါ်လိုက်တာကြောင့် ။အဲ့ဒါလေးကဘန်းပွင့်လို့ခေါ်တဲ့အကြောင်းယုံလေးတန်ပါပဲတင်ပေးရပြန်ပါလေ။ယုံလေးကဘန်းပွင့်တွေကိုတရှုံရှုံနမ်းနေတာကိုမြင်တော့တရေလေးကအတုလိုက်ခိုးပြီးတော့ဘန်းပွင့်လေးတွေကိုအာပါနမ်းရှိုက်လိုက်ပါလေ။တရေလေးလည်းအနမ်းလုံပြီးတော့ဘန်းပွင့်လေးကြားထဲကနေဖြန်လေးတစ်ကောင်ပါနမ်းမိသွားခဲ့ပါလေ။တရေလေးဖန်ပြီးကဖြန်လေးကိုဘန်းကလေးလို့ခေါ်လိုက်တော့ယုံလေးလည်းအဲ့ဒါဘန်းမဟုတ်ပဲဖြန်လေးတစ်ကောင်သာဖြစ်ကြောင်းကိုပြောပြလိုက်ပါလေ။ပြန်လေးရတော့သူ့ကိုဘန်းကလေးလိုအမြတ်တနိုးခေါ်ခြင်းလဲသူကကြင်ကြင်နဲ့နဲ့ကြီးလက်ခံပါအကြောင်းကိုပြောပြလိုက်တာပါ အဲဒီနောက်မထင်မှပဲစုံတွေ့ခဲ့ရတဲ့ဒေလေးဖမ်းပြီးယုံလေးတန်ပါနဲ့ဖြန်လေးတို့ကတန်ငယ်ချင်းတွေဖြစ်သွားကြတော့တာပေါ့တနေကုန်လေပတ်ပြီးတော့ညနေရောက်လာတဲ့ခါမှာတော့ဘိုးတန်လေးတန်တွေကြားလာတာကြောင့်ယုံလေးကသူ့အသိရှိဟာကိုပြန်သွားခဲ့ပါလေတယောက်ထဲကြံနေခဲ့တဲ့ဒေလေးဖမ်းပြီးကလည်းမိုးချိန်တန်ကိုကြောက်ပြီးတော့အမေရှိဟာကိုအမြန်ပြေးသွားခဲ့တာပါဒုံနဲ့သားမီးတို့အိတ်ဆက်အနားယူလိုက်ကြပြီးတော့မိုးဆက်လေးတွေကြားလာချိန်မှာတော့ဗန်ဘီကအထူးဆန်းနဲ့လိုက်ပြီးတော့ဆက်စုနေပါတော့တယ်မိုးဆက်ကလေးတွေကတပြေးနဲ့များလာပြီးတော့တေးရွက်တွေပေါ်ကနေတဆင့် မြေပြင်ပေါ်ကိုစီးကျလာခဲ့ပါလိမ့်။စီးစင်းလာတဲ့မိုးရေဇက်တွေကတရေလေးဗန်ပြီးအတွက်တော့အတော်လေးစိတ်ဝင်စားစရာကောင်းနေတာပါ။မိုးတဲလာတော့ငုံမကြီးတို့မိသားစုနဲ့တခြားဒိဋ္ဌိဆန်လေးတွေကလည်းလုံခြုံဘေးကင်းတဲ့မိမိတို့အတိုက်တွေရှိရာကိုကြပြာကြရနဲ့အပြေးရောက်လာခဲ့ကြပါတော့တယ်။ဘုံငှက်အမေကြီးကလည်းသူကလေးတွေကိုမိုးရေမစိုးသေးဖို့အတွက်အပေါ်ကနေကာကွယ်ပေးထားရှာပါလိမ့်။အခုလိုမိုးရွာပြီးတော့ကံရီတက်နေချင်းဟာဘဲလေးတွေအတွက်ကတော့ရေကူးင်းနဲ့အစာရှာဖို့အတွက်အသင့်တော်ဆုံးပါပဲ။ကောင်းငင်တစ်ခုလုံးလျှာစီးတွေလက်ပြီးတော့ တချုံချုံနဲ့မိုးတွေချိန်လာတဲ့အခါမှာဒီအလီဖန်ပြီးကကြောက်လန့်ပြီးသူ့မိဘရောက်တဲ့ကိုအတင်းတိုးဝင်ပါတော့တယ်။မိုးရံသေးလာတော့ဇီဝက်အိုကြီးလဲမျက်နာကိုမိုးရင်စင်တာကြောင့်တစ်ဖက်ကိုလှည့်ပြီးတော့အိပ်ရပါလိမ့်။နောက်နေ့မနက်မှာတော့မိုးတိတ်သွားပြီဖြစ်ပေမဲ့အေဘယ်လာရဲ့လက်ကျန်မိုးရင်ဇက်ကလေးတွေဟာတေးရွက်ဒီပေါ်ကနေတစက်စက်ကြာဆင်းလို့နေခဲ့ပါလိမ့်။မိုးအေးနဲ့တဏီကုန်အိမ်မောကြနေတဲ့တရေသားမိကတော့ညနေခင်းဘက်မှနိုးလာခဲ့ကြပြီးတော့အစာစာထွက်လာခဲ့ကြပါလိမ့်။ဒေမာကြီးကဗန်ဘီလေးကိုမဲတွန်းဆွဲနေရာတစ်ခုစီကိုခေါ်လာခဲ့ပါလိမ့်။ မဲတွန်စွာရီယယ်လေးတွေစားရဖို့အတွက်အကောင်းဆုံးမြေနေရာတစ်ခုဖြစ်ပေမဲ့မုတ်ဆိုးတွေအန်ရယ်ကိုတော့အထူးသတိထားရတာမျိုးပါအဲဒီမှာရီယယ်လေးဗန်ပြီးလဲမြေနေရာအစ်စ်ကိုအခုမှသွားမှာဖြစ်တာကြောင့်အတော်လေးကိုစိတ်လုံရှားလို့နေခဲ့ပါလိမ့်ဒေမာကြီးကမဲတွန်စွဲနေရာမှာသူတို့နဲ့မျိုးနွယ်တူတခြားရီယယ်တွေအများကြီးရှိကြောင်းတားဖြစ်သူကိုပြောပြရင်ခရီးဆက်လာခဲ့ကြတာပေါ့အဲဒီလိုနဲ့မဲတွန်စွဲ area အဆကိုရောက်လာချိန်မှာတော့ဒေမာကြီးကသူသားလေးကိုအတန်မထွက်ဖို့မှာထားလိုက်ပါလိမ့် မဲရွန်လွန်နေရာကျဲကြီးမှာသူတို့တို့ကပုန်းခိုဖို့တေဝါချုံွယ်ရဲလို့မရှိလာတော့တရီကြီးကြီးထားမှာဖြစ်ချောင်းကိုလည်းဒီအမကြီးကပြောပါလိမ့်အဲနောက်အမေဖြစ်သူကအရင်ဒဲမွန်အေရီယာတဲကိုဝင်သွားလိုက်ပြီးသူတို့သားမိတွေအန်ဒီယန်ပြုတ်နိုင်မယ့်အရာရှိမရှိကိုစစ်ဆေးလိုက်ပါလိမ့်ဒီအမကြီးကအချိန်နဲ့ငယ်လောက်ဗန်ဝင်းကျင်ကိုအဲခတ်ကြည့်ပြီးတော့အန်ဒီယန်ကင်းပြီဆိုတာတီးပြုတ်နိုင်တော့မှသူသားလေးကိုအော်ခေါ်လိုက်ပါလိမ့်ဒီလိုနဲ့ပဲသားမိနှစ်ယောက်ကွင်းမြင်ကြီးထဲမှာပျော်ပျော်ရွှင်ရွှင်ခုံပေါက်ပြီးလွားကြရင်စမ်းချောင်းလေးတစ်ခုနားကိုယောက်လာကြပါလိမ့် ဆိုင်ကအရန်အေးလွန်းလို့ရေထီရမှာကြောက်နေဘဲပေါက်လေးကလည်းကနာမငြိမ်တဲ့ဒီရလေးဗန်ပြီးကြောက်တကူလုံးဆိုးရွှဲသွားတော့တာပါတဏျာရောက်မှာတော့အစာလာစားနေကြတဲ့ယုံမိသားစုနဲ့ဒီရလေးဗန်ပြီးတော့သွားဆောင်ခဲ့ကြပါလိယုံလေးတွေကဗေဒါဖူးနုနုလေးတွေအရွက်တွေကိုစားနေကြတာဖြစ်ပြီးအရသာကောင်းလွန်တာကြောင့်ဒီရလေးလည်းမြည်ကြည့်ဖို့ပြောလိုက်ပါလိအားကြောင့်ဒီရလေးဗန်ပြီးလဲဗေဒါရွက်တွေကိုပလုတ်ပလောင်းဝါစားလိုက်ပါတော့တယ်အစာစားအနေနဲ့ရေထဲကနေဖားတကောင်ခုံထွက်သွားတာကြောင့်ဒီရလေးကဖားကြီးနောက်ကိုလိုက်လာခဲ့ပါလိ ။တရေလေးကဖားကြီးခုံဆင်းသွားတဲ့ရေမနှက်ပြင်ပေါ်ကသူ့ပုံရင်လေးအထင်းသားပုံနေတာကိုကြည့်ပြီးတော့အံ့ဩနေပါလေ။အဲဒီမှာပဲတခြားတရေမလေးတကောင်ရဲ့ပုံကြီးကလည်းရေမနှက်ပြင်ပေါ်မှာရုတ်တရက်ပေါ်လာတာကြောင့်ဗန်ဘီလေးလည်းလန့်သွားခဲ့ပါတော့တယ်။တရေမလေးကတခိခိရင်းနဲ့ဗန်ဘီကိုမိတ်ဆွေဖွဲ့ဖို့ကြိုးစားရင်ဗန်ဘီကတော့အဆက်ကြောက်ကြီးနေခဲ့တာပါ။ဗန်ဘီလေးလည်းတရေမလေးကိုကြောက်လို့ထွက်ပြေးလာရင်လည်းအမေဖြစ်သူနားကိုပြန်အောင်လာပါလေ။ပြီးမှတော့တရေမလေးရဲ့အမေလည်းရှိနေပါလေ။ဒေမာလီရဲ့နာမည်ကဖလင်းလို့ခေါ်ပြီးတော့ဗန်မီနဲ့တတ်တူရွယ်တူတွေဖြစ်ကြပါလေ ။ဖလင်းကဗမ်မီကိုဟယ်လိုဆိုပြီးတော့တင်းနီးနဲ့နှုတ်ဆက်ပေမဲ့ဗမ်မီကရှက်နေရတော့ပြန်နှုတ်ဆက်ပြီးတော့မိတ်ဆွေဖွဲလိုက်ဖို့အမေဖြစ်သူကပြောလိုက်ပါလေ။အဲလိုနဲ့ဗမ်မီလည်းဟယ်လိုလို့ပြန်ပြီးတော့နှုတ်ဆက်လိုက်ချိန်မှာတော့ဖလင်းကရမ်းပျော်သွားပြီးတော့ဗမ်မီနားမှာခုံပေါက်နေတော့တာပါ။ဗမ်မီလည်းဖလင်းကိုကြောက်လို့ရှောင်းရင်းကနေဘေးကဘော့အိုင်နဲ့ပြုတ်ကျသွားခဲ့ပါလေ။အစားနောက်တန်းနဲ့ဖလင်းကတော့ဇွဲမလျှော့ပဲဗမ်မီကိုလိုက်ပြီးတော့စနေတော့မှာပဲ။အားလုံးဗမ်မီစိတ်တို့ပြီးတော့ဖလင်းနောက်ကိုပြန်ပြေးလာရင်းကနေပဲတရေလေးနှစ်ကောင်တငယ်ချင်းတွေဖြစ်သွားပြီးရင်းနှီးသွားကြပါတော့တယ် ။ဘဝင်းနေမှာမျိုးတူတည်းအုပ်ကြီးကလည်းရှိနေတာကိုမြင်တော့ဗန်ဘီကခွန်အားရှိသွားပြီးတော့အပျော်ကြီးပျော်နေတော့တာပါ။ဒါမဲ့တရေအုပ်ကြီးကဗန်ဘီလိုအကောင်သေးသေးလေးကိုသတိမထားပြီးပဲနဲ့ကိုလန်းကိုပဲဆက်သွားနေတာကြောင့်ဗန်ဘီလည်းအနှင်းခံမှာဆိုးပြီးတော့တစ်ခေါင်းတစ်ခုတည်းဝင်ပုန်းနေရပါလေ။ခဏကြာမှာတော့တရေဘရင်ကြီးရောက်လာတာကြောင့်တရေတွေအားလုံးစုဝေးကြပြီးတော့ရိုသေပေးလိုက်ကြပါလေ။ဒေဗင်ကြီးကဗန်ဘီလေးကိုလည်းရေးတူပြုတ်ပြီးတော့စိုက်ကြည့်သွားတာကြောင့်ဗန်ဘီလေးကသဘောကျလို့နေပါလေအမေပြေသူကလည်းဒေဗင်ကြီးဘလောက်ရဲရင်ကြောင်းနဲ့ အသိပညာဘလို့ဘဲပုံကျွဲဝါးချောင်းတွေကိုတားဖြစ်သူသီးအောင်ပြောပြနေတာပါဒေပင်ကြီးကမဲရုံနယ်မြေမှာစားရက်နေကြတဲ့ဒေပောင်းတို့ကိုကြီးစုစောင်းရှောက်ပေးနေပါလေခဏကြာမှတော့ကြီးကန်းတွေကကျဲကျဲလောင်းလောင်းအော်ဟီရင်းနဲ့ပြန်ပြေးကုန်ကြတာကြောင့်ဒေပင်ကြီးလည်းမုတ်ဆိုးတွေဝင်လာပြီးစွာကိုတန်းအသိလိုက်ပါလေဒေပင်ကြီးကသူ့အပေါင်းဖော်ရီရှိရာကိုအ мян လဲပြေးလာပြီးအချက်ပြလိုက်တာကြောင့်စားရက်နေတဲ့ဒရေပေါင်းနဲ့တရိတ်ဆန်လေးတွေအားလုံးလဲဒေါ်တဲကိုဝင်ပြေးကြပါတော့တယ်ဒေမာလေးဖလင်းနဲ့သူ့မိနဲ့သူလိုက်သွားခဲ့မယ်ဘန်ဘီကတော့ အမေဖြစ်သူစီကိုရောက်မလာသေးပဲလမ်းပြောက်လို့နေတာပါဒေမာကြီးကလည်းသူသားလေးကိုရှာမတွေ့သေးလို့ပြာရာတွေခတ်နေတာပေါ့အဲကန်ကောင်းကျင်တော့တရေပင်ကြီးရောက်ချလာပြီးတော့ဗန်ဘီကိုခေါ်သွားတာကြောင့်ဗန်ဘီလေးလည်းမုတ်ဆိုးအန်ဒီရ်ကနေလွတ်သွားခဲ့ရပါတော့တယ်အချိန်တော်တော်ကြာအောင်ပုန်းနေလိုက်ပြီးတော့မှဒေမာကြီးကဗန်ဘီလေးကိုခေါ်ပြီးတော့သားမီးမြောက်အပြင်ကိုပြန်ထွက်လာခဲ့ကြပါတယ်ဒီလိုနဲ့ယာတီတို့ခုပြောင်းရွှေ့လာပြီးတော့ဆောင်းဦးတို့ကိုရောက်လာခဲ့ကတော်ကြီးထဲမှာလည်းနှင်းနေဖွေးဖွေးကြလာခဲ့ပြီပဲဖြစ်ပါတယ်ဒေလေးဗန်ဘီကအပြင်မှာကြာနေတယ် နင်းတွေတွေ့ပြီးတော့အထူးဆန်းဖြစ်သွားတာကြောင့်မေဖြစ်သူကိုခေါ်ပြီးတော့ပြလိုက်ပါတယ်။အမေကတော့ဆောင်းဝါတီရောက်ပြီဖြစ်လို့နင်းတွေကြလာဖြစ်ကြောင်းပြန်ပြောပြတော့ဒေလီလည်းအပြင်ကိုထွက်လာပြီးနင်းတွေကိုဆက်ဆူကြည့်နေပါတယ်။ဒေလီပန်ပြီးကနင်းတော်တွေကိုဖြတ်လာပြီးတော့စောနေတော့မှယုံလေးတန်ပါနဲ့အမှတ်မထင်သွားပြီးတော့စုံပါတယ်။ယုံလေးကသူ့လုံးပြတာကိုကြည့်ဖို့អော်ပြောလိုက်ပြီးတော့နင်းမုံကြီးနဲ့ခုံချကအေးခဲနေတဲ့ရေခဲပြင်းကြီးတစ်ခုပေါ်ကိုရောစီးပြလိုက်ပါတယ်။ဒေလီလည်းသဘောကျသွားတာကြောင့်ယုံလေးလုံးပြတဲ့အချိန်မှာရေခဲပြင်းကြီးပေါ်မှာခုံချလိုက်ချိန်မှာတော့ ခွာရီနဲ့ချော်ပြီးတော့ကားရားလီကြာသွားခဲ့တော့တာပါ။ယုံလေးကသူနဲ့လာဆော့ဖို့ထပ်ခေါ်လိုက်ပြီးရေခဲပြင်ပေါ်မှာခြေထောက်ဆက်ကိတ်စီးပြနေပါလေ။ဒါမဲ့ဒီရလေးပံမီကတော့ဘလို့ပဲစူးစားစူးစားရေခဲပြင်ပေါ်မှာမတ်တက်ရက်လို့မရနိုင်ပဲဖြစ်နေတာပါ။ဒီရလေးအစင်မပြေဖြစ်နေအောင်တီးတဲ့ယုံလေးတန်ပါကလည်းခြေထောက်တွေကိုကူပြီးတော့မပေးပေမဲ့ဒီရလေးကတော့ခွာရီချော်နေတုံးပါပဲ။ယုံလေးလည်းဇွဲမလျှော့တငယ်ချင်းဖြစ်သူကိုနောက်တစ်ခါဆွဲထူလိုက်ပြီးသူကိုယ်တိုင်နောက်ကနေတွန်းပေးလိုက်ပါလေ။အဲနောက်မျိုးမတူတဲ့ဒရိတ်ဆန်လေးနှကောင်းကရေခဲပြင်ပေါ်စကိတ်စီးကြရင်နဲ့ အချိန်မထိန်နိုင်တော့ပဲနှကောင်လုံးနှင်းမုံနဲ့ခေါင်းဆိုင်ကြပါတော့လေဖြည့်ချင်တော့သူတို့နှကောင်ခေါင်းဆိုင်သွားတဲ့နှင်းမုံကြီးကဖြံကလေးရဲ့အတိုက်ဖြစ်နေပြီးဂူထဲမှာဆောင်းကိုင်နဲ့နှင်းနှင်းချာချာအိပ်ပျော်နေတဲ့ဖြံလေးကိုတွေ့သွားပါတော့တယ်တရေလေးဖန်ပြီးနဲ့ယုံလေးတန်ပါတို့ကအိပ်ပျော်နေတဲ့ဖြံကလေးကိုနှိုးလိုက်ကြပြီးတော့သူတို့နဲ့တူလာဆော့ဖို့ပြောပါတယ်ဖြံကလေးကတော့အစာအိမ်သာရှားပါလာတဲ့ဆောင်းဝါသီးကြီးမှာဆောင်းခုန်နေတာအကောင်းဆုံးပဲဖြစ်လို့သူလိုက်မစော့နိုင်သေးဘူးလို့ပြောလိုက်ပြီးပြန်အိပ်ပျော်သွားပါတော့တယ်အဲနောက်မှာတော့ဗန်ပီတို့သားမီးတို့တွေလည်း တခြားဒီအရီနဲ့အတူတူစောင်းခုဖို့နေရာသစ်ကိုပြောင်းရွှေ့ကြပါတယ်။စားစရာသစ်ပင်မြတ်ပင်ရဲ့လူဘောများများမရှိတဲ့စောင်းဝါဒီကြီးမှာဒရေလေးတွေအားလုံးကသစ်ပင်ငယ်ရဲ့အခောက်တွေကိုသာခွာစားကြရရှာပါတယ်။ပင်စီအမြင်ပိုင်းကသစ်ခေါက်တွေကိုတော့ဒရေလေးဗန်မီကမမီတဲ့အတွက်သူ့အမိကပဲခွာကျွေးရပါတယ်။ဒါမီနီအောင်စားစားလို့ပြီးမှတော့စောင်းခုစရာနေရာသစ်ကိုရောက်လာကြပြီးအပူပင်ကင်းကင်းနဲ့အနားယူကြပါတယ်။ဗန်မီလေးကအခုလိုအစာအိမ်သာရှာတဲ့စောင်းဝါဒီကိုမနစ်သက်ကြောင်းနဲ့သစ်ခေါက်တွေကိုစားရတာကလည်းဘိုင်းမဝကြအောင်မေးဖြစ်သူကိုပြောနေပါတယ်။ ပြီးခင်တရေမာကြီးကတော့ဆောင်းဟာတရားထာဝရဖြစ်တည်နေမှာမဟုတ်သလိုစိတ်ရှိနေတီးခံပြီးတော့ဆောင်းဆိုင်နေရမယ်လို့သားလေးကိုပြန်ပြီးတော့ဆုံးမပါလေဒုံနဲ့စီးနေတွေတဖြည်းဖြည်းရေပျော်လာတဲ့ချိန်မှာတော့မြေကွက်လန်နေရာလေးတစ်ခုမှာမျက်ပင်လေးတွေပြန်ပြီးတော့ပေါက်လာခဲ့ပါပြီတရေမာကြီးကသူ့သားလေးဗန်ပြီးကိုအော်ခေါ်လိုက်ပြီးတော့မျက်ပင်နုနုလေးတွေကိုပြလိုက်ပါလေလက်လက်ဆက်ဆက်အရွယ်စိမ့်တွေကိုမစားရတာကြာဖြစ်တဲ့တရေလေးဗန်ပြီးကလည်းမျက်ပင်လေးကိုအားရပါးရနဲ့စားပါတော့တယ်ခဏကြာတဲ့အခါမှာတော့တရေမာကြီးကတစ်ခုခုမူမန်နာကိုခံစားမိတဲ့အတွက် ဗမ်မီလေးကိုမြ мян ထွားပြေးဖို့ပြောလိုက်ပါလေ။ဒီအမကြီးထင်တယ်လို့ပဲမုံဆိုးတွေကရောက်ချလာပြီးတော့ဗမ်မီတို့တရေသားမီကိုတနတ်တွေနဲ့လိုက်ပြီးတော့ပြစ်ပါတော့တယ်။ဒီအမကြီးကသူ့သားလေးကိုရှိမြအားကုန်သုံးပြီးတော့ပြေးဖို့អော်ပြောနေရင်တဏှာရောက်မှာတော့ဒီအမကြီးကိုတနတ်ထိမှန်သွားပါတော့တယ်။ဗမ်မီလေးကတော့အမေဖြစ်သူပြောတဲ့အတိုင်းနောက်ကိုနည်းနည်းမှပြန်လဲမကြည့်ပဲပြေးလာတာကြောင့်အတိုင်းရှိအောင်ကိုဘေးကင်းသွားတဲ့ရောက်လာခဲ့ပါလေ။အတိုင်းထဲဝင်ဝင်ချင်းမှာပဲဗမ်မီကသားတို့ဘေးကင်းပြီးအမေလို့ပြောရင်းနဲ့အနောက်ကိုပြန်လှည့်ကြည့်လိုက်ချိန်မှာတော့ သူ့အမေဖြစ်သူပါမလာမန်းသိလိုက်ရပါတော့တယ်။ဗန်ဘီကအမေဖြစ်သူကိုတစားစားအော်ခေါ်ပြီးတော့လိုက်ရှာပြီးမှဘလို့မှမတွေ့ရတော့ပဲ။ဒီနေ့ဟာတရေလေးဗန်ဘီတို့သားမိတို့နောက်ဆုံးတွေ့ရတဲ့နေ့လေးဖြစ်သွားခဲ့ရတော့တာပါ။ဗန်ဘီလေးကနင်းတော်ထဲမှာတကောင်နဲ့ရှောက်သွားရင်းနဲ့သူ့အမေကိုလိုက်ရှာနေခြင်းတရေဘင်ကြီးနဲ့စုံခဲ့ပါတယ်။တရေဘင်ကြီးကဗန်ဘီလေးကိုအမေဖြစ်သူနဲ့နောက်ထပ်တွေ့ရတော့မှမဟုတ်ဘူးလို့ပြောပြလိုက်တော့ဗန်ဘီလေးလည်းဒီလောကကြီးထဲမှာသူ့အမေမရှိတော့ဘူးဆိုတာကိုသဘောပေါက်သွားရှာပါတော့တယ်။အရာကြောင့်ဗန်ဘီလေးခင်ဗျာ တရေပြင်းကြီးခေါ်ရနောက်ကိုပဲမျက်ရည်တွေနဲ့လိုက်သွားခဲ့ရတော့တာပေါ့ဆောင်းဝါဒီကုံဆုံးပြီးຫນွေဦးရစီကိုကူးပြောင်းရောက်လာချိန်မှာတော့တော်ရဲမှာတစ်ပင်ပန်းမှန်တွေနဲ့ရင်လိုပဲဆိုင်လန်းစူပြေလို့လာခဲ့ပါပြီစမ်းကြောင်လေးတွေကလည်းပြန်လဲစီးစင်းပြီဖြစ်လို့ငတ်ကလေးတွေကရေချိုးရင်းတချင်းစုံနေကြတာပါတစ်တောင်ငတ်ငုံတပိတ်လွယ်စားကလေးစားတဲ့ငတ်ကလေးတွေအုပ်စုဖွဲ့ပြီးတော့နေရာဒီတေးသချင်းတွေတံပြိုင်ဆိုရင်းနဲ့ဘဲညာရင်ကနေကြပါလိမ့်နေဘက်မှာပဲအိတ်တက်တဲ့ဇီးဝက်အိုကြီးတွက်ကတော့ငတ်ကလေးတွေရဲ့ဒေးတီတန်ကအနှောက်အယှက်ဖြစ်လို့နေပါတယ် အရာတော်ဇီဝက်အိုဒီကသူ့အတိုင်းနားမှာသချင်းလာဆိုတဲ့ငှက်ကလေးတွေကိုမောင်းထုတ်လိုက်ပါလေ။ဒါမဲ့ခေါင်းမာတဲ့ငှက်ကလေးတွေကခဏနဲ့ပြန်လာပြီးသချင်းဆက်ဆိုနေကြတာကြောင့်ဇီဝက်အိုကြီးကပဲဝေးတနေရာကိုထွက်သွားလိုက်ရပါတော့တယ်။ဒီခေါင်းမာလေးဇီဝက်အိုကြီးခင်ဗျာအေးဆေးမအိပ်ရပဲပင်းစီကိုဥကြုံနဲ့ပုတ်တိုက်ပြီးတော့ဂျိုလာသွင်းနေတဲ့ဒရဲလေးကြောင့်ဒုက္ခရောက်ရပြန်ပါလေ။အဲ့ဒီဒရဲလေးကတခြားသူတော့မဟုတ်ပဲအရွယ်ရောက်လာဖြစ်တဲ့ဗန်ဘီလေးဖြစ်ပါလေ။ဇီဝက်ဝူကြီးကလည်းဗန်ဘီကိုမြင်မြင်ချင်းမှမှတ်မိနေပါလေ။ဗန်ဘီနဲ့ဇီဝက်အိုကြီးတို့နှုတ်ဆက်စကားပြောနေချိန်မှာတော့ လူပြိုပေါင်းရွယ်တော်ရောက်နေဖြစ်တဲ့ယုံလေးတန်ပါလေးရောက်လာတာပါတတိုင်ဆိုင်ဆိုင်ဖြံကလေးကလည်းပန်းမင်းနေကြားတဲ့တိုးဝင်ရင်ဗန်မီတို့ရှိရာကိုရောက်လာပြန်ပါလေစောင်းအသည်တွင်လုံးဆောင်ကုန်နေကြကနေခုမှပြန်ဆုံပြေးကြတဲ့တငယ်ချင်းတွေကအရွယ်ရောက်လာတဲ့အပေါင်းဖော်တွေကြီးနဲ့ဝမ်းသာပီးပြီးဖြစ်နေကြပါလေဗန်ပီတန်ပါနဲ့ဖြံလေးတို့စကားပြောနေကြရင်းနဲ့ငတ်ဖို့နဲ့ငတ်မလေးနှကောင်းအနားကိုရောက်လာပြီးအချင်းချင်းချစ်ကြည်စေကြရင်းနဲ့လေပေါ်မှာဝဲပြန်လို့နေပါလေပြာခန့်တဲ့ငတ်ကလေးတွေကိုမြင်တော့ဗန်မီတို့က ်ငါကလေးတွေဘာလုပ်နေကြလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေပါတယ်ဇီဝဲအိုကြီးကငါကလေးတွေမိတ်လိုက်ဖို့လုပ်နေကြပါဆိုပြီးတော့ရှင်းပြလိုက်တော့ဗန်ဘီတို့တငယ်ချင်း၃ယောက်မိတ်လိုက်တယ်ဆိုတာဘာလဲဆိုပြီးတော့ထမ်းမေးကြပါတယ်ဇီဝဲအိုကြီးလည်းသူတို့လိုတော်ရင်းတရဝါလေးတွေကတွေရသည်မှာမိတ်လိုက်တဲ့ကြောင်းနဲ့မိတ်လိုက်တယ်ဆိုတာကလည်းသူတို့လေးတွေမျိုးပွားနိုင်အတွက်အဓိကကြတဲ့သဘာဝအနိယာမတစ်ခုပါဆိုပြီးတော့ရှင်းပြလိုက်ပါတယ်။တရဝတိုင်းမှာဂျင်ဟာဘက်ဆိုတာရှိကိုရှိတဲ့အကြောင်းလဲဇီဝဲအူကြီးကပြောပြလိုက်တော့ဗန်ဘီတို့လူပြိုလေးသုံးအောင်လဲဂျင်ဟာဘက်ရှာဖို့တော်တဲ့ကိုထွက်လာကြပါတော့တယ်။ ပထမဆုံးကျင်အားဘက်ရှာတွေ့သွားတဲ့သူကတော့ဖြန်ကလေးဖြစ်ပြီးဖြန်မာကလေးတကောင်နဲ့ပန်းကင်းထဲမှာအမှတ်မထင်ဆုံတွေ့ခဲ့တာပါဖြန်ကလေးကကျင်အားဘက်ရသွားတော့တငယ်ချင်းတွေနောက်ကိုထပ်မလိုက်တော့ပဲနှုတ်ဆက်တဲ့အနေနဲ့တစ်ချက်ရီပြလိုက်ပြီးတော့ဖြန်မာလေးနဲ့ပဲပန်းကင်းထဲမှာနေရစ်ခဲ့ပါလေယုံလေးတန်ပါနဲ့ဒီရဲလေးဗန်ဘီတို့ကတော့တငယ်ချင်းဖြစ်သူကိုမနာလိုဖြစ်နေခဲ့ကြတာပေါ့ဒုတိယအလှည့်ကြလာသူကတော့ယုံကလေးတန်ပါပဲဖြစ်ပြီးယုံမာလေးတကောင်နဲ့တစ်ပင်ခြေတစ်ခုမှတွေ့ဆုံခဲ့ကြတာပါယုံမာလေးကသူ့ရဲ့ရှေလျားလာတဲ့နေရွက်လေးတွေကိုပုတ်တက်ရင်း တပ်တူရွယ်တွေဖြစ်တဲ့ယုံလေးတန်ပါကိုဆွဲဆောင်လို့နေခဲ့ပါလေအဲလိုနဲ့ယုံလေးတန်ပါလည်းယုံမာလေးနဲ့ချစ်ကျွမ်းဝင်သွားပြီးတော့တစ်ပင်ချင်းလေးမှပဲနေရခဲ့ပါတော့တယ်အဲလိုနဲ့ကျွန်တော်တို့ရဲ့မင်းသားကျော်လေးဒရေလေးဗန်မီကတော့ယုံလေးကိုမနာလို့ထပ်ဖြစ်ရပါတော့တယ်ဗန်မီကခြောင်လေးတစ်ခုမှရေတောက်နေတဲ့သူ့ကိုတင်းနီလာနှုတ်ဆက်တဲ့အတန်းချိုချိုလေးကိုကြားလိုက်ရပါတယ်လာနှုတ်ဆက်တဲ့သူကတော့အချားမဟုတ်ပဲကလေးဘွားတော်ကဗန်မီနဲ့တငယ်ချင်းဖြစ်ခဲ့ဘူးတဲ့ဒရေမာလေးဖလင်းမဲဖြစ်နေတာပါအရွယ်ရောက်ပြီးအင်မတန်ချောပေါလာပါလာတဲ့ဒရေမာလေးဖလင်းကိုတွေးလိုက်တော့ ဗန်မီလေးကထုံးစံတိုင်းရှက်နေခဲ့ပြန်ပါလေဒီမာလီဖလင်းကတော့ဗန်မီလေးရှက်ပြီးတော့ချော်လဲသွားတာကိုသဘောကျလို့တခိခိရည်နေတော့တာပါဗန်မီနဲ့ဖလင်းတို့ချယ်ရီပင်လေးတပင်အောက်ကိုရောက်လာပြီးတော့ဖလင်းကဗန်မီရဲ့ဘားကိုအာပွားလေးပေးလိုက်ပါလေဒီခါမှာတော့အချေရဲ့စွမ်းအားတွေကိုခံစားလိုက်ရတဲ့ဗန်မီလေးကဒိန်တွေပေါ်ရီရောက်သွားတယ်လို့စိတ်ကြင်နှံ့မှုတွေရသွားတော့တာပါဒီလေးနှကောင်အတွေးထဲမှာနေမျောပြီးတော့ဒိန်တွေပေါ်မှာပြေးလွှားစုံစားကြရင်အဖိုးမသဘာဝချစ်ကြည်ဇယ်နေခဲ့ကြပါလေဒါပေမဲ့အဲ့ဒီအတွေးတွေကချိန်ခဏလေးတွေးမှပဲပျောက်ကွယ်သွားခဲ့ရပြီး တရေလေးဖန်ပြီးနဲ့ဂျင်ဘော်လူဖို့အတွက်ဆိုပြီးတော့တရေပြိုတကောင်ကရောက်လာခဲ့ပါတယ်တရေလေးတို့တဘာဝတိုင်းတရေဘိုချင်းချင်းခွန်အားပြပြီးတော့မှအနိုင်ရသူကဂျင်ဟာဘက်ကိုတိမ့်ပိုက်နိုင်မှာဖြစ်ပါတယ်တရေမာလီဖလင်းကတော့ဗန်ဘီအတွက်စိတ်ပူလို့နေတာပါတရေပြိုကဖလင်းကိုဝေးတနေရာတွန်းခေါ်သွားတာကြောင့်ဗန်ဘီလေးကဒေါသထွက်ပြီးတော့ဥโจဆောင်ကိုဝေယံကတိုက်ခိုက်ဖို့ပြီးလာပါတယ်တဘက်ကတရေပြိုကလည်းဗန်ဘီစီကိုတဲ့တဲ့ပြီးလာပြီးတော့တရေဘိုနှကောင်ရဲ့ခွန်အားပြိုင်ပွဲကြီးကစတင်ပါတော့တယ်တယောက်လည်းရေကုန်ရေကန်းတိုက်ခိုက်ကြပြီးတဲ့နောက်မှာ ခွန်အားပူတာတဲ့ဒီအလေးပံပြီးကနိုင်ရသွားခဲ့ပြီးဒီအမျိုးကတော့ရေချောင်းတွေကိုပြုတ်ကျလို့သွားပါလိဒုံနဲ့ပဲဒီအလေးပံပြီးနဲ့ဒီအမာလေးဖလင်းတို့ကလွတ်လွတ်လပ်လပ်ပေါင်းဖက်နေထိုင်ခွင့်ရရှိသွားခဲ့ကြတာပေါ့ဗမ်မီနဲ့ဖလင်းတို့ကစကြမြေတစ်ခုကိုထွက်လာခဲ့ကြပြီးညနေစည်းစာအလားလေးကိုအတူတူကခန်းစားနေတဲ့ခုံပေါက်စော်ကစားလို့နေပါလိပိုးဆောင်ကျူးလေးနဲ့ပွင့်ပတ်လေးတွေကလည်းဒီအလေးနှစ်ကောင်ရဲ့ညာချမ်းကိုပုံမလှပသွားအောင်ပုံဖော်ပြီးဝတ္တရားမပြတ်ခဲ့ကြပါဘူးဒီအမာလေးဖလင်းနဲ့ဒီအလေးပံပြီးတော့အိတ်ဆက်အနိုင်နေကြတော့ မိခိုးနဲ့စူးချကြတစ်ချက်ရလိုက်တာကြောင့်ဗန်ပီကပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်ပါတယ်။တောင်ကြီးတစ်ခုမှမုတ်ဆိုးတွေစကန်းချထားတာကိုတွေ့လိုက်ရတော့ဗန်ပီလည်းစိတ်ပူသွားခဲ့ပါတယ်။တိုက်တိုက်ဆန်းဆန်းဒီအပင်ကြီးလည်းရောက်လာပြီးမုတ်ဆိုးတွေတော်များများခြိတက်လာကြဖြစ်လို့တော်နဲ့တဲ့ထိပြောင်းဆွေနေထိုင်ကြရမယ်လို့ပြောလိုက်ပါတယ်။ဗန်ပီကဒီအပင်ကြီးနောက်ကိုလိုက်သွားခြင်းမဲ့ဂျင်အားပဲဖြစ်တဲ့ဒီအမာလေးဖလင်းကိုထားခဲ့လို့မဖြစ်တာကြောင့်ဖလင်းရှီယာကိုယင်သွားလိုက်ပါတယ်။တဖက်မှာတော့အိမ်မောကြနေတဲ့ဖလင်းကကြီးကန်းတွေအော်တန်ကြောင့်လန့်နိုးလာပြီး အနားမှာဗန်ဘီမရှိတာကိုသိလိုက်ရပါတယ်။ဖလင်းကလည်းဗန်ဘီကိုစိတ်ပူပြီးတော့လိုက်ရှာဖို့ထွက်သွားခဲ့တာကြောင့်ခနာကြာမှရောက်လာတဲ့ဗန်ဘီနဲ့ကိုရီးယားလွဲလေးလွဲသွားခဲ့ကြပါတယ်။မော်ဆိုးတွေဝင်လာဖြစ်လို့တာဝန်ကျတဲ့ကြီးကန်းတွေကပေါင်းဖော်ရီချိန်မီထွက်ပြေးလို့ရအောင်အချက်ပေးနေခဲ့ပါတယ်။အနယ်ကြောက်လာတော့မှဖြစ်လို့ဒေါ်ရင်ဒရိတ်ဆန်တွေအားလုံးကမိမိတို့နေထိုင်ရာအတိုင်းမြုံစီကိုအမြန်ဆုံးပြန်သွားခဲ့ကြပါတယ်။မြက်ပင်နေကြမှာပုံအောင်နေတဲ့ဂျိုးငှန်မာလေးကစိတ်ပူကြီးနဲ့ထပြန်ချိန်မှာတော့မော်ဆိုးတွေရဲ့တနက်ပြောင်းဝါမှာကောင်းချလို့သွားခဲ့ရပါတယ်။ ဂျိုးငံမာလီတည်သွားတာကြောင့်ခြားသောတရိတ်ဆန်ငယ်လေးတွေကလည်းကြောင်းလန့်တကြားနဲ့ထားပြေးလီတော့မုံဆိုးတွေရဲ့လက်ချက်နဲ့ပဲတော်တော်များများအသက်ပေးလိုက်ကြရတာပါအန်နေဆိုကြီးကြောက်လာပြီးဖြစ်တာကြောင့်ဒဲမာလီဖလင်းကလည်းဘန်ဘီကိုပြပြသလဲနဲ့လိုက်ရှာနေခဲ့သလိုဘန်ဘီကလည်းဖလင်းတို့ကစိတ်ပူနေရှာပါလိမ့်တဏီယာရောက်မှတော့ဒဲမာလီဖလင်းကတော်ခွေအုပ်စုနဲ့သွားတိုးပြီးခွေးတွေလိုက်ဆွဲလို့ထွက်ပြေးရပြန်ပါလိမ့်ခွေးတွေရန်ကလွတ်အောင်ဒဲမာလီလည်းကြောက်ဆောင်မဟုတ်တက်ပြေးနေဘန်ဘီလို့တကြောကြောအော်ခေါ်နေခဲ့ပါလိမ့်ဘန်ဘီကဖလင်းရဲ့အတန်ကြားနောက်ကိုအမြန်လိုက်လာပြီးတော့ ဒေါ်ခွေတွေကိုဂျိုးနဲ့ခွေပါတော့တယ်ခွန်အားပြေးွားတဲ့ဒရယ်လေးဗန်ဘီကသူတယောက်တည်းနဲ့ဒေါ်ခွေအုပ်စုကိုတိုက်ခိုက်ပြစ်လိုက်ပါတယ်ဗန်ဘီကဒေါ်ခွေတွေကိုထိန်းထားပြီးတော့ဖလင်းကိုဒီညာကနေအမြန်ဆုံးထွက်ပြေးဖို့អော်ပြောလိုက်ပါတယ်အဲနောက်မှာတော့ဒရယ်လေးဗန်ဘီကကြောက်ဆောင်မြင်းတစ်ခုပေါ်ပြေးတက်သွားပြီးဒေါ်ခွေတွေကတော့ပြိုကျလာတယ်ကြောက်တုံးကြောက်ခဲတွေပြီးသွားတော့တာပါဗန်ဘီကတောင်စုံတစ်ခုကနေတစ်ဖက်ကန်းကိုခုံကူးမှာတော့မုံဆိုးတွေပြစ်လိုက်တဲ့ကြီးစံကဗန်ဘီကိုထိမှန်လို့သွားပါတယ်တပတ်မှလည်းမုံဆိုးတွေမွေးထားခဲ့တဲ့မိဘုံကနေ တိတ်ကိုင်းကြောက်တွေကိုမီးကူးပြီးတော့တော်မီကြီးစားလောင်ခဲ့ပါတော့တယ်။တရဝါလေးလည်းကိုစီကိုစီဘေးလိုရာကိုထွက်ပြေးကုန်ကြပြီးတနတ်မှန်လိုလဲကြနေရဲ့ဗန်ဘီကိုတရေပြင်းကြီးကလာခေါ်သွားပါလေ။ဗန်ဘီလည်းသူ့တေလို့မဖြစ်သေးတာကြောင့်အားကုန်သုံးပြီးတော့ဘင်းကြီးခွာကိုထားလိုက်လာခဲ့ပါလေ။မုံဆိုးတွေကနေစားလိုက်တဲ့မီးကတစားနဲ့တစားတော်တစ်ခုလုံးကိုပြန့်နှံ့လာပြီးတရေပြင်းကြီးနဲ့ဗန်ဘီတို့လည်းလက်မတင်လေးအသက်ဖေးကနေလွတ်ခဲ့ရတာပါ။ဒါမဲ့ရေတကုန်အစွန်နာတစ်ခုကိုရောက်လာခဲ့ကရွေးချယ်စရာမရှိတော့တဲ့အခြေအနေကြောင့်ဘင်းကြီးရောဗန်ဒီပါရေတကုန်အောက်ကိုခုံချလိုက်ကြရပါတော့တယ်။ မီလိုရာကျုံးလေးတစ်ခုပေါ်မှာတော့ဒဲရီဆန်လေးအဆုလိုက်ပြုံလိုက်ရောက်လာကြပြီးဒီအမာလေးဖလင်းကလည်းဗန်ဘီလေးကိုစောင့်မြုံနေရှာပါလေခဏကြာမှတော့ဗန်ဘီနဲ့ဒီအပြင်ကြီးတို့ကဘေးမတိရံမခပဲအန်ဒီရဲ့ကင်းကင်းနဲ့ရောက်လာခဲ့ကြပါလေတနတ်ထီမှန်လာတဲ့ဗန်ဘီကလည်းကံဖယ်သွားခဲ့ပြီးတော့အသက်အန်ဒီရဲ့မဖြစ်ခဲ့တာကြောင့်ဒီအမာလေးဖလင်းနဲ့ပြန်လည်ဆုံသီးခဲ့ရပါလေဒိုနယ်ချိန်တစ်ခုကြာသွားတဲ့ခါမှတော့မိဘေးတင်းခဲ့ရတဲ့ဒေါ်ကြီးကိုတဘာဝတရားကြီးကပြန်လည်ကူစားလိုက်ပြီးတော့တဘာဝလေးတွေလည်းအန်ဒီရဲ့ကင်းကင်းပြန်လည်နေထိုင်ခဲ့ကြတာပါ ယုံလေးတန်ပါနဲ့ဖြန်လေးတို့ကလည်းသားသမီးတွေကိုစီတော်မှရနိုင်ခဲ့ကြပါပြီ။ဒီနေ့မှတော့ရေးကြီးကိစ္စတစ်ခုရှိလာတော့ယုံလေးတန်ပါမိသားစုနဲ့ဖြန်လေးတို့မိသားစုကအိပ်ပျော်နေဈေးကွက်အိုကြီးကိုနှိုးပြီးတန်ရာကိုထွက်လာခဲ့ကြပါလေ။ငါကလေးတွေနဲ့ပွေးကောင်လေးလည်းပါလာကြတာဖြစ်ပြီးတော့ဒရေလေးဗန်မီတို့ရဲ့အတိုက်မှစူဝေးလိုက်ကြပါလေ။အကြောင်းကတော့ဒရေလေးဗန်မီနဲ့ဒရေမာလေးဖလင်းတို့ကသားနဲ့သမီးလေးနှစ်ယောက်ကိုမွေးဖွားခဲ့တာကြောင့်ပါပဲ။ဒရေဆန်လေးနဲ့ဈေးကွက်အိုကြီးကလည်းအဖေနဲ့မိကိုတစ်မျိုးစီတူနေကြတဲ့ဒရေပေါလေးနှစ်ကောင်ကိုကြည့်ပြီးတော့ ပျော်ရွှင်ကြည်လူနေခဲ့ကြတာပေါ့နောက်ဆုံးမှာတော့တပ်ဘေးကနေလွတ်မြောက်လာခဲ့ပြီးဒေါ်ကြီးတစ်ခုလုံးရနေ့တိုင်းစောင့်ရှောက်ပေးနေတယ်ဒီလေးဗန်ဘီကိုဒရိတ်ဆန်ပေါင်းကသူရဲကောင်းလို့ချီးကျူးသမုတ်ကြရင်ဒီကာတွန်းလေးကလည်းဒီနေရာမှာဇက်သိမ့်လို့ပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာဒီနေ့တော့ဒီလောက်ပါပဲဗောရာတို့အဲ့တော့ channel subscribe လုပ်ဘီနာကောင်းလုံးနေနေနောက်ထပ်ကာတွန်းလေးတင်တဲ့ခါမှာတမ်းပြီးတော့တည်နိုင်မှာဖြစ်ပါတယ်နောက်လေးမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာ